လီဗာပူးတိုက်စစ်မှုဒါဝင်နူနက်စ်ကိုခေါ်ယူဖို့နာပိုလီသင်းကြိုးပမ်းဘလွန်ကြောသူများအတွက်ကျမတို့ရဲ့1 million channel လေးကပြန်လည်ကြိုဆိုလိုက်ပါရယ်နာပိုလီသင်းကအခုနေမှာလီဗာပူးတိုက်စစ်မှုဒါဝင်နူနက်စ်ကိုခေါ်ယူဖို့ကြိုးပမ်းနေတယ်လို့ Football Italia ကဖော်ပြလာခဲ့ပါရယ်ဥရုဂွေလည်ရွှင်တိုက်စစ်မှုဒါဝင်နူနက်စ်က2020နှစ်နွေရာသီမှာဘီဖီကာတင်းကနေလီဗာပူးတင်းတို့အက်ဒွန်ဂျေပါဝင်ပေါင်85သန်းနဲ့ပြောင်းရွှေ့လာခဲ့တာပါ။ ဒါပေမဲ့ဒါဝင်နူးနက်25နှစ်အနေနဲ့လီဗာပူးသင်းမှာထင်မှတ်ထားသလိုခြေစွမ်းပြနိုင်ခြင်းမရှိတဲ့အပြင်နီးပြစလော့လက်ထက်မှာပွဲထွက်ခွင့်ရဖို့ရုန်းကန်နေရတာကြောင့်အခုနေ့မှာအသင်းကနေပြီးတော့ထွက်ခွာမယ်လို့သတင်းထွက်နေတာပါသူအခေါ်ယူဖို့အတလက်တီကိုမန်ဒရစ်အသင်းနဲ့ဆော်ရီကလပ်တွေကစိတ်ဝင်စားနေကြပြီးအခုတော့နာပိုလီအသင်းမှာပါဝင်လာတာဖြစ်ပါတယ် ဖုတ်ဘောအီတလီယာရဲ့ဖော်ပြမှုအရနာပိုလီနီးပြကွန်တီယာတိုင်းစစ်မှာလူကာကူနဲ့တွဲဖက်ကစားဖို့အတွက်ဒါဝင်နူးနက်စ်ကိုခေါ်လို့နေတယ်လို့သိရပါဗျ။နာပိုလီသင်းကလာမယ့်2025 26ရာသီမှာချန်ပီယံလိဝင်ခွင့်ရထားတာကြောင့်အသင်းဝင်အင်အားဖြစ်တင်မှုတွေပြုလုပ်နေပြီးမန်စီးတီးနဲ့လမ်းခွဲခဲ့တဲ့ဘယ်ဂျီယံဝိုင်းရဲ့ကွင်းလှည့်ကစားသမားဒီဘရိုင်နာကိုပြောင်းရွှေ့ခြင်းအလုပ်နဲ့ခေါ်ယူထားပါဗျ။